းဖွားတွေကိုစောင့်ရှောက်ပေးနေတယ်။ခလေးတငယ်တွေကိုစောင့်ရှောက်ပေးနေတယ်ဆိုပြီးလေလံနေတဲ့ page တွေကိုပြောပြပေးသွားပါမယ်။အခုပြောပြပေးသွားမယ့်အလိန် page တွေဟာအမှန်တကယ်စောင့်ရှောက်ပေးနေတဲ့ဘိုးဘွားစောင့်ရှောက်ရေးဂေဟာတွေနဲ့မိဘမက်ဂေဟာတွေကိုတူပပြီးအယောင်ဆောင်ထားတဲ့ Facebook page အတူတွေပဲဖြစ်ပါတယ်။ TV ဖတ်ချက်ရဲ့စစ်စစ်ချက်အရ YGW ဘိုးဘွားများစောင့်ရှောက်ရေးကြောင်းမန္တာလေး YGW ပရဟိတ မိဘမဲ့ဂေဟာကျောင်းမန္တလေး YGW မိဘမဲ့ကျောင်းအဝါရောင်မျိုးဆက်သစ် မိဘမဲ့ဂေဟာနဲ့မေတ္တာရိပ်ပရာဟိတမိဘမဲ့ဂေဟာကျောင်းနာမည်တွေနဲ့ Facebook page အတူတွေရှိနေပြီးဒီ page တွေဟာ page အစ်စ်တွေကတင်ထားတဲ့ဓာတ်ပုံတွေအလှူရှင်ဂုံပြုတ်လွှာတွေကိုခိုးယူပြီးမျှဝေထားတာတွေ့ရှိရပါတယ်။ဒါကြောင့်စေတနာထက်တန်စွာလှူဒန်းကျင်သူတွေအနေနဲ့မလှူခင်အရင်ဖက်ချက်နိုင်ဖို့နဲ့ page အတုတွေကိုဘလို့စစ်နိုင်လဲဆိုတာကိုမျှဝေပေးသွားပါမယ်။ YGW ဘိုးဘွားများစောက်ရှောက်ရေးကြောင်းမန္တာလေးဆိုတဲ့ page ဟာနမဲမှာကိုမန္တလေးနဲ့မန္တာလေးဆိုတာကိုမှားယွင်းစွာရေးသားထားတာတွေ့ရှိရပါတယ်။ဒါအပြင်အပေါက်အောက်မှာရှိတဲ့ page transparency ကိုဝင်စစ်ဆေးကြည့်တဲ့အခါမှာအဲ့ဒီ page ဟာမေလ12ရက်နေ့ကမှအသစ်ဖွင့်လှစ်ထားတဲ့ page ဖြစ်နေပြီး follower ကတော့ 2.4k ရှိပါတယ်။ဒီလိုလူသိများတဲ့ပရာဟိတကျောင်းနာမည်တွေနဲ့ဖွင့်ထားတာတွေဟာ page အသစ်ဖြစ်နေရင်လည်းသတိထားကြဖို့နဲ့တန်တရားရှိကြဖို့လိုပါတယ်။နောက်တစ်ချက်ကတော့အလှူရှင်ဂုံပြုတ်လွှာတွေကိုတေချာစစ်စစ်ကြည့်မယ်ဆိုရင်ဂုံပြုတ်လွှာတွေဟာပြုတ်ပြင်ထားတာမူရင်းဂုံပြုတ်လွှာတွေကိုအက်ဒစ်လုပ်ထားတယ်ဆိုတာထင်ရှားနေပြီးဖောင်ဆာလုံးတွေကလည်းကွဲလွဲနေသလိုဆလုံးပေါင်းတွေကလည်းမှားယွင်းနေတာတွေ့ရှိရပါတယ်။ YGW ဘိုးဘွားများစောင့်ရှောက်ရေးကြောင်းမန္တလေးရဲ့ page အစစ်ကတော့ follower 1 million အထိရှိပြီး လှူရှင်ဂုံပြုတ်လွာ page အတူကပုံတွေနဲ့ရှင်ကြည့်မယ်ဆိုရင်တိတိတသားကိုကွဲပြားခြားနားနေတာကိုတွေ့ရှိရပါတယ်။ page အစစ်ရဲ့ page name ဟာ zoji font နဲ့ရေးသားထားတာလည်းတွေ့ရှိရပါတယ်။ဒါအပြင် YGW Prahita မိဘမဲ့ဂေဟာကြောင့် Mendeley page အတူရဲ့ transparency ကိုစစ်ဆေးကြည့်မယ်ဆိုရင် PC ဆိုးဆိုတဲ့ page ကနေနာမည်ပြောင်းလဲထားတာဖြစ်ပြီး page ရဲ့ review တွေမှာလည်းအတူဖြစ်ကြောင်း အလိမ်ပေ့ချ်ဖြစ်ကြောင်းရေးသားထားမှုတွေရှိနေပါတယ်။ WGW ပရဟိတမိဘမဲ့ကြောင်းမန္တလေးပေ့ချ်အစ်ရဲ့ပေ့ချ်နိုင်ဟာဇော်ဂျီဖောင်းနဲ့ရေးသားထားတာဖြစ်တယ်လို့ဂေဟာဆိုတာလည်းပါဝင်ခြင်းမရှိပါဘူး။ပေ့ချ်အစ်ကတော့ follower 636k အထိရှိပါတယ်။ဒါအပြင် အလှရှင်ဂုံပြူလှော်ဟာလည်း page အစစ်မှာဆိုရင်လရေးစာသားနဲ့သာရေးသားထားပြီး ပေ့ချ်အတူကတော့နောက်ခံတစ်ခုတည်းကိုပြုပြင်ပြီးလှုပ်ဆောင်ထားတာထင်ရှားနေပါတယ်။ဒါအပြင် YGW မိဘမဲ့ကြောင်းအဝါရောင်မျိုးဆက်သစ်မိဘမဲ့ဂေဟာနဲ့မေတ္တာရေးပရဟိတမိဘမဲ့ဂေဟာကြောင်းတွေကိုစစ်ဆေးကြည့်မယ်ဆိုရင်လေပြုပြင်ထားတဲ့အလှရှင်ဂုံပြုခွာတွေကိုတင်ထားတာဖြစ်တဲ့အပြင် page transparency ကိုစစ်ဆေးကြည့်မယ်ဆိုရင်လေနာမည်အမျိုးမျိုးကနေပြောင်းလဲထားတာကိုတွေ့ရှိရပါတယ်။ page ရဲ့ review တွေကိုစစ်ဆေးကြည့်တဲ့အခါမှာလဲအလိမ် page တွေဖြစ်ကြောင်းပြောဆိုထားတာတွေ့ရှိရပါတယ်။ဒါကြောင့်အဖိုးဖွားတွေနဲ့ကလေးငယ်တွေအတွက်လှူဒန်းလိုသူတွေအနေနဲ့ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒန်းတာမျိုးမဟုတ်ပဲ Facebook page တွေကနေဆက်သွယ်ပြီးလှူဒန်းတော့မယ်ဆိုရင် page assessment ဟုတ်မဟုတ်တေချာစစ်စစ်ပြီးမှလှူဒန်းကြဖို့နဲ့ page အထုတွေကိုတွေးခဲ့ရင်လဲ scan report လုပ်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။